ကိုကိုကျော်မှာပါတယ်ဖြစ်နေလဲရှင်းအောင်ပြောမယ်ဆိုရင်မက်ဆာဂျိုတူပုံရိပ်တွေကတော့လိမ်တော့မပြောပါဘူးလေရင်ပြေးလမ်းကို2.3ကီလိုမီတာအထိရှည်လိုက်ပါတယ်လေရုပ်အစ်စ်တွေရေဒါစကန်လို့ယူဆရတဲ့အဆောက်အအုံတွေဒါတွေအလုပ်ကိုတွေ့နေရတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာဘက်ကတော့တရုတ်စစ်တပ်မရှိဘူးဆိုပြီးအသိဉာဏ်ပါတယ် ဒါဆိုရင်အမေးစရာရှိတာကတရုတ်စစ်တပ်တကယ်မရှိဘူးဆိုရင်အိန္ဒိယရေတောက်ကိုပါဖြစ်လို့အခုထိဝင်ရောက်စစ်ဆေးခွင့်မပေးသေးတာလေ။ဒါဟာဘင်္ဂလားပင်လယ်အော်မှာစတင်နေပြီဖြစ်တဲ့အတန်တိုက်စစ်ပွဲရဲ့ပထမဦးဆုံးကြီးမထွက်တဲ့တိုက်ပွဲတစ်ခုဖြစ်နေမလား။ဒီကိစ္စကိုသဘောပေါက်ဖို့အချက်လက်တွေနဲ့အရေးဆုံးတုံ့တက်ကြည့်ရအောင်ပါ။2023ကနေပြီးတော့2025အတွင်းမှာမက်ဆာကရိုက်ထားတဲ့ပုံရိပ်တွေကို Garden House The Guardian တို့ကနေပြီးတော့သုံးသပ်ပြီးသားဖြစ်ပါတယ်။အဓိကဟာလေယာဉ်ပြေးလမ်းကိုဆိုလိုတာပါ။မီတာ2300 2.3ကီလိုမီတာအထိတိုးချဲ့လိုက်တာပဲဖြစ်ပါတယ်။ဒါကဘာကိုပြတယ်လဲဆိုရင်ဒါဟာစစ်ဖက်ဆိုင်ရာပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်ကြီးတွေဒါမှမဟုတ်ရင် ISR လို့ခေါ်တဲ့ထောက်လန်းရေးစောင့်ကြည့်ရေးလေယာဉ်ကြီးတွေအတက်အစင်းလုံးနိုင်ပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ မိုင်းကိုတစ်ချက်ပြန်ကြည့်ပါအခု60ခုနှစ်တွေကတည်းကအခုကိုကျော်မှာတရုတ်ရဲ့ဂျားဖြတ်နားထောင်ရေးစခန်းရှိတဲ့ဆိုတဲ့ကောလာဟလတွေထွက်ခဲ့ပူးပါလေ2005ခုနှစ်မှာတော့အိန္ဒိယရေတပ်ဦးစီးချုပ်ကိုယ်တိုင်ကတရုတ်စစ်အခြေစိုက်စခန်းမရှိဘူးဆိုပြီးတော့အတည်ပြုခဲ့ပူးပါလေဒါပေမဲ့ခု2025မှာတော့အခြေအနေကအလောကပြောင်းလဲသွားပြီဖြစ်ပါတယ်နေပြည်တော်ကတရုတ်မရှိဘူးလို့ထက်ခါတလဲလဲညင်းနေချိန်မှာပဲအိန္ဒိယရဲ့ စစ်ဆေးခွင့်တောင်းဆိုမှုကို ဖြစ်စည်းမပေးသိပ်ဘူးလို့ဟိန္ဒူစတန်တိုင်းကအတီလင်းဖော်ပြလိုက်ပါတယ်။ဒီနေရာမှာမေးကြရရှိတာကအဲ့ဒီတိဆောက်မှုတွေကဘာဖြစ်လို့အိန္ဒိယအတွက်အသက်တမျှအရေးကြီးနေရတာလဲ။အဖြေကရိုးရိုးရှင်းရှင်းပါပဲ။ CSIS ရဲ့တောက်တချက်အရဒါဟာကြောက်ဖြူကုမဲစီးပွားရေးစင်ကြံ CMEC နဲ့တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။ တရုတ်ဟာမလက္ကာရေလက်ချောက်ကိုရှောင်ကွေးပြီးတော့အိန္ဒိယသမုဒ္ဒရာကိုကုန်းရေပေါက်ဆက်လမ်းကြောင်းနဲ့ထွက်ပေါက်ချနေတာပါတကယ်လို့ကိုကိုကျောင်းကနေ signal intelligent ဒါမှမဟုတ် electronic intelligent လုံနိုင်စွမ်းလေးကိုပါပေါင်းထက်လိုက်ရင်အိန္ဒိယရဲ့အရေးအပါဆုံးမဟာဗျူဟာမြောက်ကျောင်းတစ်ခုဖြစ်တဲ့ Adman နဲ့ Nicobar Command ANC ကိုတိုက်ရိုက် ပိတ်ဆို့ပြီးတော့စောင့်ကြည့်နိုင်သွားမှာပဲဖြစ်ပါလေဒီအချိန်လေးကို shootout တုတ်ခုကနေ ိတ်ဖြတ်ကြည့်လို့ရပါတယ်။နံပါတ်1ကတော့နိုင်ငံရေးရှုထောက်ပါ။နေပြည်တော်ရဲ့လက်ရှိသတင်းစကားဟာသတင်းစကားနှစ်ခွဖြစ်နေပါတယ်။တစ်ဖက်မှာအိန္ဒိယကိုပြောင်းမရှိဘူးလို့ပြောပါတယ်။တစ်ဖက်မှာအိန္ဒိယရဲ့တပ်ကိုဝင်ခွင့်မပြုဆိုပြီးတော့ပိတ်ထားပါတယ်။ဒါဟာပါမန် PR လောက်တော့မဟုတ်ပါဘူး။ဒါဟာကိုကိုကျွန်းကိုဘာဂိန်းချစ်ဈေးစစ်စရာတစ်ခုအနေနဲ့အတုံးချနေတာဖြစ်ပါတယ်။ ဘလွန်ဘတ်သတင်းတွေအရအိန္ဒိယဘက်ကတရုတ်အကူအညီနဲ့တိစောက်ထားတဲ့စောက်ကြည့်ရေစခန်းဆိုတဲ့သတင်းအချက်လက်တွေနဲ့နေပြည်တော်ပေးပို့ပြီးတော့တတိပေးထိတ်တိုက်တွေးဆခဲ့ပြီးသားပါအခုလိုညှင်းဆန်နေတာဟာညင်းပယ်ရင်းနဲ့ဟတ်တာချင်းဆိုတဲ့မဟာဗျူဟာကိုအတောပြုနေတဲ့သဘောဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့စေရေးဖြူတောက်ကလေရင်ပြည်လမ်း2.3ကီလိုမီတာကျယ်ပြန့်လာတဲ့တက်စီဝေးတွေနောက်လေရင်ယုံအစ်စ်တွေရေဒါစခန်း နေရတဲ့ဒီ footprint တစ်ခုလောက်ဟာဘာကို unable ဖြစ်စေတယ်လဲဆိုရင် MPA တွေ ISR လို့ခေါ်တဲ့ထောက်လှမ်းရေးလေယာဉ်တွေရဟတ်ယာဉ်တွေစစ်စင်ရေးတွေရှည်တန်းစခန်းလောင်စာပြန်ဖြည့်တာဒါတွေကိုအလင်းအမြန်လုံနိုင်သွားစေပါတယ်အန်ဒီရဲ့အရှိဆုံးကတော့အနိကတ်ဆုံးဖြစ်နေတဲ့အာသာချက်ပဲဖြစ်ပါတယ်ကိုကိုကျွန်းဟာအိန္ဒိယရဲ့အက်မန်ကျောင်းစုနဲ့မိုင်နဲ့ငယ်ပဲဝေးတာဖြစ်ပါတယ်အဲ့ဒီနေရာကနေအိန္ဒိယရဲ့ နျူကလ িয়ার ရင်ငုတ်တင်ဖော်ရရဲ့လှူရှားသွားလာရလမ်းကြောင်းတွေကိုရောဒုံးကျည်စတဲ့မှုတွေရဲ့အချက်လက်ပို့လွတ်တဲ့လမ်းကြောင်းတွေကိုပါအနိကစောင့်ကြည့်လို့ရသွားတဲ့ risk window အကြီးကြီးပွင့်သွားစေတာဖြစ်ပါတယ်။တတိယချက်ကတော့ပထဝီစီးပွားရေးဆိုင်ရာ shoot out ဖြစ်ပါတယ်။ကြောက်ဖြူရေနက်စက်ကနဲ့ယူနန်ကိုတွေ့တန်းထားတဲ့ pipeline တွေဟာတရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာမလက္ကာရေနဲ့ကြားကိုမဖြတ်ရဘူးဆိုတဲ့မဟာဗျူဟာအစီအစဉ်ရဲ့အဓိကဗဟိုချက်ပဲဖြစ်ပါတယ်။ အခုကိုကိုကျော်မထောက်လိုင်းရေးတည်ရှိမှုတာတကယ်ရှိလာခဲ့မဲ့ဆိုရင်အဲ့ဒီတောက်ဖြူကော်ရီဒါတစ်ခုလုံးကိုလှုပ်ချုပ်ရေးထိမို့တလို့အခြေအနေတစ်ခုကိုဖန်တီးပေးသွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဘင်္ဂလားပင်လယ်အော်ဒါကအိန္ဒိယရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့အက်မန်မှာခက်ခိုက်မှမှတိဆောက်ထားတဲ့ဟန်တာနိုင်စွမ်းကိုပါတိုက်ရိုက်ဖိအားပေးနိုင်သွားတဲ့အခြေအနေပါ။အဲ့ဒီပြဿနာတွေရဲ့အရင်ခံကတော့ဝတ်ထားတဲ့အလွာတစ်ခုပဲဖြစ်ပါတယ်။ဒါဟာကိုကိုကျော်မှာ PAA စစ်တပ်ကအလံစိုက်ပြီးတော့တပ်ဆွဲတော်မျိုးဖြစ်ဖို့နှဲပါတယ်။ဒါပေမဲ့စစ်ကောက်စီကစီမံပြီးတော့တရုတ်ရဲ့နည်းပညာတွေနဲ့တည်ဆောက်ထားတဲ့ထောက်လန်းရေးစခန်းတစ်ခုဆိုတဲ့အခြေအနေဖြစ်နိုင်ခြင်းအလွန်များပါတယ်။ရှင်းအောင်ပြောရမယ်ဆိုရင်တော့ဗျစစ်ကောက်စီကစီမံခန့်ခွဲတဲ့ ISR စခန်းဒါပေမဲ့နောက်ကွယ်ကနည်းပညာအကူအညီတွေအလုံးကိုတရုတ်ကပေးထားတာဖြစ်ပါတယ်။ဒီပုံစံကနှစ်ဖက်စလုံးကိုညှိပက်ခွင့်ပေးပြီးသားဖြစ်ပါတယ်။ ိုင်ငံတကာအနေနဲ့တော့နိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်တော့ DJ Puti, Hamper Tota, Guarda ဆိုတဲ့တရုတ်ရဲ့ပင်လယ်ရေချောင်းပိုလန်ဘက်ဘော်ကပလက်ကျိုးတွေတွေထဲမှာကိုကွန်ကျော်ဆိုတဲ့ ISR နောက်တာပေါင်းထက်လိုက်ရင်တော့အိန္ဒိယရဲ့ကံယူတန်းကို ဝင်ရိုးတုပ်ခုကနေပြီးတော့ဖိအားပေးနိုင်သွားတဲ့အခြေအနေဖြစ်ပါတယ်။အခုလက်ရှိအချက်လက်တွေပုံမူတည်ပြီးတော့ရှေ့ဆက်ဖြစ်လာနိုင်တဲ့ scenario တုပ်ခုကိုမြေပုံထုတ်ကြည့်အောင် နံပါတ်၁ကတော့ရှင်းပါတယ်ဘေဘီတော်ကအချိန်အကန့်အသတ်နဲ့အိန္ဒိယရေတပ်ရဲ့စစ်ဆေးခွင့်ကိုခွင့်ပြုလိုက်မယ်။နိုင်ငံခြားစစ်ရေးအော်ပရေတာများမရှိဆိုတဲ့ပူးတွဲကြေညာချက်တွေထုတ်ပြမယ်။ဒါပေမဲ့ဖြစ်နိုင်ချေအလွန်နည်းပါပဲ။သုံးဆရာခိုင်နှုန်းတောင်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့လက်ရှိငင်းဆန်နေတဲ့ပုံစံကိုကပဲသတိထားတဲ့အခြေအနေဖြစ်ပါတယ်။နံပါတ်၂ကတော့အဲ့ဒီလိုမဟုတ်ပဲအဆိုးဆုံးဖြစ်လာနိုင်တဲ့အခြေအနေ PA နဲ့ဆက်ဆက်တဲ့ဤပညာရှင်တွေရှိုးဝက်ပြီးပြန်ပေါ်လာလိမ့်မယ်။ ုကူကျွန် ISR စနစ်ကိုကြောက်ဖြူရဲ့ logistic hub နဲ့ပေါင်းစပ်ချိတ်ဆက်လိုက်မယ်။တရုတ်ရည်တဲ့တင်ဖို့ရိအိန္ဒိယသမုဒ္ဒရာထဲမှာမကြာခဏစိုက်ကပ်မှုတွေရှိလာမယ်။အိန္ဒိယဘက်ကတော့အက်မန်နဲ့နီကိုဘာကွန်မန်ကိုအပြင်းထန်အင်အားဖြည့်တင်းမှပဲဖြစ်ပါတယ်။ဒါဆိုရင်ဘင်္ဂလားပိလက်အော်မှာအချိန်မြင့်နေတဲ့ထောက်လန်းရေးဆိုင်ရာစစ်တူရင်ခုတ်တစ်ခုဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။အပတ်သုံးဖြစ်နိုင်ချေရှိသောအခြေအနေကတော့မဟာဗျူဟာမြောက်မပြတ်မသား အခြေအနေကိုဆက်ပြီးတော့ဆွဲဆန့်ထားမဲ့သဘောပါစစ်ကောက်စီကဆက်ပြီးငင်းဆန့်နေမယ်ဒါပေမဲ့ဂျိုဒုကမြင်နိုင်တဲ့ upgrade တွေကိုပဲရွေးပြီးဆက်လုပ်နေမယ်အိန္ဒိယကစောင့်ကြည့်ရင်းနဲ့ပုံသွင်းချင်းမုတ်ထဲမှာပဲနေပြီးတော့ဝေဟင်နဲ့အာဂါတာအခြေဆိုင် ISR တွေကိုတိုးမြှင့်ထားမယ်ဝင်ရောက်စစ်ဆေးခွင့်ကိစ္စကိုတော့လာမဲ့၃လကနေ၉လလောက်အတွင်းမှာဆက်ပြီးတော့မရင်မရဖြစ်နေအောင်မဲ့သဘောဆိုလိုတာပါ မိခိုးချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကိုခိုးကျွန်းဟာမီးပြတိုက်တစ်ခုတော့မဟုတ်တော့ပါဘူး။အိန္ဒိယသမုဒ္ဒရာထဲမှာဂျားဖြတ်နားထောင်နိုင်တဲ့စခန်းတစ်ခုဖြစ်လာဖို့အလားအလာအများကြီးရှိနေပါတယ်။သူ့ရဲ့အဓိကလက်နက်တွေဟာပင်နက်တွေဒုံးကြီးတွေမဟုတ်ပါဘူး။အင်တာနာတွေနဲ့အချက်ပေးပို့နိုင်တဲ့ data ဆိုင်ရာစုစည်းမှုတွေပဲဖြစ်ပါလိမ့်မယ်။အိန္ဒိယမြန်မာယုံကြည်မှုပြက်ပြားနေတာကိုအဲ့ဒီကိုကိုကျောင်းဝင်ရောက်စစ်ဆေးခွင့်တစ်ခုတည်းကသာ reset ပြန်လုပ်နိုင်မဲ့အခြေအနေပါ။ စစ်စစ်ခွင့်မပေးသေး၍ကတော့ပွင့်လင်းမြတ်တာမှုမရှိသေးသေး၍တရုတ်မရှိဘူးဆိုတဲ့စကားလုံးတသက်ကိုတော့ဘသူကမှမယုံကြည်စေနိုင်တော့ဘူးဆိုတာသိချပါလေဒါကအမိပြင်မှာတကယ်တကယ်ဘာကိုဆိုလိုတလဲဆိုရင်မြမပင်လက်ကမ်းရိုးတန်းကိုတိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်ရေကွန်ရက်ကြီးတစ်ခုအဖြစ်အသုံးချခံရမယ့်အန်ဒီရဲ့ဘက်ဖြစ်ပါတယ်ဒီနေရာမှာနောက်ဆုံးမိကွန်ကတော့ဒီလိုမျိုးမဟာဗျူဟာမြောက်မပြတ်မသားမှုအခြေအနေဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချုပ်ချအာဏာကို ကာကွယ်နေတာလားဒါမှမဟုတ် ပိုပြီးကြီးမားတဲ့ပဋိပက္ခတဲ့ကိုဆွဲသွင်းနေတာလားဆိုတာကိုတော့အားလုံးသိဖို့လိုပါတယ်ပြိတ္တာတွေအနေနဲ့လုံနိုင်တဲ့အချက်၃ချက်ရှိပါတယ်နံပါတ်၁ကတော့ signal အချက်ပြမှုတွေကိုကျွန်တော်တို့ကိုယ်တိုင်မြေပေါ်ထုတ်ပြီးတော့တောက်တက်ကြည့်ဖို့လိုပါတယ်ဆိုလိုချင်တာကအစိုးရထုတ်ပြန်ချက်တွေထက် Garden House CSI အတူရဲ့ထုတ်ပြန်ထားတဲ့ဒီ message ဂျူတုပုံရိပ်တွေနဲ့ data တွေကိုပုံမို့ယုံကြည်ပြီးတော့အချက်လက်တွေကိုခြေရာခံဖို့လိုပါတယ် ။နံပါတ်၄ကတော့ပွင့်လင်းမြင့်တာမှုကိုတောင်းဆိုမှုအရေးကြီးပါတယ်။ပွင့်လင်းမြင့်တာတဲ့အချိန်အကန့်အသတ်နဲ့သတင်းမီဒီယာတွေလေးလခွင့်ပါဝင်တဲ့စစ်ဆေးခွင့်တစ်ခုလောက်ကိုလောက်ရောက်မယ်ဆိုပြီးအသိပညာပေးတိုက်တွန်းဖို့လိုပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကြောက်ဖြူကိုကိုကျွန်းချိတ်ဆက်မှုရဲ့စီးပွားရေးအကျိုးမြတ်အစ်အမှန်ကိုတွက်ချက်ပြီးပြန်စစ်ဆေးဖို့လိုပါတယ်။ အဲ့ဒီစီမံကိန်းတွေဟာဒေသခံတွေနဲ့မြန်မာပြည်သူတွေအတွက်အသက်တင်အကျိုးအမြတ်တကယ်ရောရှိရလားဆိုတာကိုတော့စောင့်ကြည့်ဖို့လိုပါတယ်အခုလို Fly Life Bike ပိုကောင်းအောင်တင်ဆက်နိုင်ဖို့ကျွန်တော်ကိုလည်းတန်းနိုင်သလောက်ကူညီပေးစေချင်ပါတယ်နောက်နေ့ကျရင်ရှားပါမြေတပ်2006ဆိုတဲ့တောက်တက်ချက်ဗီဒီယိုကိုထပ်ပြီးတော့တင်ပေးပါဦးမယ် အခုလုံမြန်မာနဲ့ပထဝီနိုင်ငံရေးဘက်ဆုပ်သုံးသပ်ချက်တွေကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းကျွန်တော်ရဲ့ Flow Life Channel ကို Like and Subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြရအောင်ပါကျေးဇူးတင်ပါတယ်